အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုကိုကိုယုံကြည်မှုရှိဖို့အတွက်လိုအပ်တဲ့အရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာအောင်မြင်ဖို့အတွက်ဆိုရင်ကိုကိုကိုယုံကြည်မှုရှိဖို့လိုအပ်ပါတယ်ဘဝမှာယုံကြည်မှုရှိမှကိုဖြစ်ချင်တဲ့အရာကိုလုပ်ချင်တဲ့အရာတွေကိုစိတ်ဝင်တစားလုပ်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုကိုကိုယုံကြည်မှုရှိဖို့အတွက်လိုအပ်တဲ့အရာတွေကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်တဲ့အချက်တရားကိုတံမိုးထားပါအချက်တရားကိုတံမိုးထားပါဆိုတာက တင့်ကိုအရန်ကြီးရှက်ပြခိုင်းနေတာမျိုးတော့မဟုတ်ပါဘူးလူတွေဟာသူတို့တံမိုးထားတဲ့အရာတွေကိုနည်းနည်းပဲသုံးလို့ရှိပါတယ်လူတိုင်းဟာရှက်ကြောက်တတ်ကြပါတယ်တင်ဟာလည်းလူတွေကလူပဲဖြစ်သည့်အတွက်ရှက်ကြောက်မှဖြစ်ပေမဲ့တံမိုးထားပြီးနည်းနည်းပဲအတော်အသင့်ရှက်ကြောက်ဖို့ပဲလိုအပ်ပါတယ်နံပါတ်1စင်ပေါ်တက်ပါအောင်မြင်ကြော်ကြားတယ်ဆိုတဲ့လူသားတွေဟာတတိရှိရှိဟန်ဆောင်ထားတဲ့အချက်တရားနဲ့လူသားတွေပဲဖြစ်ပါတယ်အုပ်စုလိုက်ကနေတယောက်တည်းစင်ပေါ်မှာဟန်ဆောင်နိုင်အောင် ကြိုးစားဖို့ပဲလိုပါတယ် နံပါတ်3နှိမ့်ချတိုင်းမကောင်းပါဘူးကိုအစင်တန်းနဲ့အောင်မြင်မှုဆိုတာတွေဟာနှိမ့်ချတိုင်းမကောင်းပါဘူးနှိမ့်ချလွန်းတော့တိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်ဂုံယူတာနဲ့ဝင်ကြွားတာမတူဘူးဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်တည်တင်းတိထိုက်တဲ့အောင်မြင်မှုတွေကိုပေးတိမှတင်းဘလို့လူလဲဆိုတာပဝန်းကျင်ကသိလာမှာပဲဖြစ်ပါတယ်နံပါတ်4တာဝန်ယူပါပြဿနာတစ်ခုခုဖြစ်ပြီးဆိုရင်မဖြေရှင်းခင်လူတွေကကိုယ့်အဖြစ်လို့အောင် အရင်စူးစမ်းတက်ကြပါလေပြဿနာတစ်ခုကိုရဲရဲရင်ရင်ရှေ့ထွက်ပြီးရင်ဆိုင်ဖြစ်ရှင်းတာမျိုးကကိုကိုကိုယုံကြည်မှုရှိလာတယ်လို့ခံစားရပြီးပဝန်းကျင်ရဲ့လူတွေကလည်းတင်းရဲ့ယုံကြည်မှုကိုအတိအမှတ်ပြုလာမှာပဲဖြစ်ပါတယ်။နံပါတ်9နေရာမှန်ပါစေ။မိမိကိုကိုဘယ်နေရာဘယ်ဆင့်တန်းမှာနေထိုင်တဲ့လဲဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်။မန်နေဂျာတယောက်ကိုလူရှင်တော်လို့မြင်နေတဲ့လုပ်ငန်းခွင်မှာတင်ဆက်မလုပ်သင့်ပါဘူး။ အဲ့ဒီလိုဖြစ်လာအောင်လဲမလုပ်ပါနဲ့ယင်းနှမှုအပျော်ပြက်တဲ့နေရာအဆင့်တန်းဆိုတာတခြားစီပဲဖြစ်ပါတယ်။နဘတ်6ကြူပြီးထိတ်လန့်မပြမိပါစေနဲ့။တင်ဟာတခုခုကိုပြောရင်တင်ရင်ခုန်နေတဲ့ထိတ်လန့်နေတဲ့အဆင်မပြေမှာကြောက်ရွံ့နေတဲ့ဆိုတာမျိုးကိုမဖြစ်စေနဲ့တင်တခုခုကိုထိတ်လန့်နေတယ်ဆိုတာသိုံနဲ့လူတွေကတင်အပေါ်အထင်ကြီးမှုဆိုတာမျှော်လင့်လို့မရတော့ပါဘူး။တကယ်တော့ကိုကိုကိုယုံကြည်မှုရှိတယ်ဆိုတာမကြောက်တတ်အောင်ဟန်ဆောင်တတ်ခြင်းတမျိုးပါပဲ။နဘတ်ခုနဲ့မိမိကိုယ်ကိုစိန်ခေါ်ပါ တစ်ခုခုကိုပုံမှန်ထက်ပိုဆွမ်းဆောင်နိုင်ဖို့တင့်ကိုတင်စိန်ခေါ်ဖို့လိုအပ်ပါတယ်အဲ့ဒီလိုပိုဆွမ်းဆောင်နိုင်တဲ့အပြုမှုတစ်ခုဟာနောက်ကြတဲ့အခါတင့်အတွက်မထူးဆန်းတော့တဲ့ပုံမှန်အချက်တစ်ခုဖြစ်လာမှာမလွဲပါဘူးနံပါတ်၈ရှုံးတတ်ပါစေတင်ဟာဘယ်တော့မှအမြဲနိုင်မနေပါဘူးအောင်မြင်မှုအတွက်နီလတ်တစ်ခုဟာအမြဲတမ်းစူးစမ်းနေခြင်းပါပဲစူးစမ်းနေတဲ့အချိန်မှာအောင်မြင်တာလည်းရှိလာနိုင်တယ်လို့ကြာရှုံးတာလည်းရှိလာနိုင်ပါတယ်အထူးသဖြင့်အရှုံးတွေပေါ်မှာမကြာရှုံးဖို့ပဲလိုအပ်ပါတယ် အဲ့ဒီအမှုအကျင့်တွေဟာတင့်ကိုအောင်မြင်မှုစီသို့တွန်းပို့နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်9အဖွင့်စကားလေးစဉ်းစားထားပါ။စကားလက်ဆောင်ချမှုတွေမှာအဖွင့်စကားတွေဟာပုံမူခက်ခဲလေးရှိပါတယ်။တစ်ချိန်တည်းမှာပဲစကားလက်ဆောင်ချမှုတေးသေးလေးတွေကတင့်အောင်မြင်မှုအတွက်အလွန်အရေးပါတတ်ပါတယ်။အဲ့ဒီတော့ဆက်ဆက်ချင်းမှာလူစိတ်ဝင်စားမှုရအောင်ရော ဖြည့်ဆို့နေစဉ်မိမိကိုယ်ကိုယုံကြည်မှုရအောင်ရောအဖွင့်စကားလာလာအကြောင်းအရာကောင်းကောင်းလေးတွေစဉ်းစားပြောဆိုတတ်ဖို့လိုအပ်ပါတယ်။ နံပါတ်30ပြုံးပါတင့်မှာယုံကြည်မှုမရှိရင်တင့်အပြုံးဟာအားဖြော့နေပါလိမ့်မယ်ပြုံးတက်အောင်လေ့ကျင့်ပါတက်ကြွလန်းဆန်းပြီးယုံကြည်မှုရှိတဲ့အပြုံးတစ်ခုဟာအောင်မြင်သူတွေရဲ့ဆွဲဆောင်သိမ်းသွင်းရေးလက်နက်တစ်ခုပဲဖြစ်ပါတယ်အခုဆိုရင်ကိုကိုကိုယုံကြည်မှုရှိဖို့အတွက်လိုအပ်တဲ့အရာတွေကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်